ဖြစ်တယ်ဆိုလို့ရှိရင်တော့ဘာလို့ဟိုသူ့ရဲ့ကောင်းခြင်းပြီးတော့ကိုကချစ်တဲ့စိတ်နဲ့နားနဲ့ပေးပါလေနားနဲ့ပေးမှုလေးရတော့ဒါတော့အများကြီးရှိမှာပေါ့ပေါ့နော်ဒါတော့ချစ်ချင်းမြတ်တာတော့အရေးခံပါပေါ့ဟိုတကယ်မချစ်ပဲနဲ့အိမ်တော်တစ်ခုကိုပြုတ်မယ်တိချောင်းမှာဆိုလို့ရှိရင်တော့လေဟိုဘယ်လိုပြောမလဲရရှိမှာ ိတ်မကောင်းနိုင်အောင်ထင်တယ်ဆိုတဲ့အခါကျတော့ချစ်ဖို့လည်းလိုသလိုတခြားစဉ်းစားတဲ့အရာလေးမျိုးလည်းစဉ်းစားဖို့လိုတယ်လို့ကျွန်တော်အနေနဲ့ချင်ပါတယ်ဗျာ။ဒီစိမ့်တူနဲ့တူပေါက်ဖက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ကဒီမှာလည်းအားနေချက်ရှိမယ်အာသာချက်တွေလည်းရှိမယ်ခုမှလည်းအားနေချက်ရှိမယ်အာသာချက်ရှိမယ်ဒါပေမဲ့အဲ့ဒါလေးတွေကိုအင်းတော်ဒီခုမှတိစောက်သွားတယ်ဆိုတာကမြင်ရတဲ့ကလည်းနားလည်မှုရှိရှိနဲ့အဓိကကတော့ချစ်ချင်းမြတ်တာအခြေခံတာပေါ့နော်မချစ်ရင်မရဘူး ဆိုပြီးအရင်မှတာပါတယ်ဂျပန်မှာကအားလုံးအောင်မြင်တယ်လို့ပြောလို့ရတာပေါ့နော်အကုန်လုံး director ဆိုလည်း director နော်ဒီထဲမှာပါဝင်တဲ့နောက်တစ်ခုကကြာလေဒီထဲမှာပါဝင်တဲ့ character တိုင်းနှီးပါးကဘယ်လိုပြောလဲပြည်သက်လက္ခဏာမျိုးပေါ့နော်အဲ့လိုဒီလေး character ဆိုလဲဒါလက်ခံလို့ဒါမုံဟိုဘယ်လိုပြောမလဲအဲမကြည့်ချင်ဘူးမုံနဲ့အဲ့လိုမျိုးစိတ်တူတယ်ပေါ့နော်အားမရအောင်ဆိုဒါလက်ခံလို့ပေါ့နော် လက်ခံလို့သူတို့တရုတ်ဆောင်နေရဆိုပေမဲ့ရင်ထဲကိုရောက်လို့ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဆိုတော့ဟိုဘာပြီးပြောတစ်ခုတင်းတစ်ခုလုံးအတွက်ကိုဝန်တာပါတယ်နောက်ပြီးမြန်မာလေးဝိနာတို့နောက်ခေါင်းလို့ဆိုလည်းအရင်တော်ပါတယ်အရင်တော်တဲ့မင်းကလေးတွေဒီတဲရတော့အစ်ကတော့လေဟိုရွေးချယ်တဲ့အခါမှာဟိုအရေးကြီးဆုံးကတော့ဟိုကိုတကယ်ချစ်လားပေါ့နော် ဒီဒုတိယပေါ်မှာကိုတကယ်ချစ်လားဆိုတော့အချက်ကလည်းအရင်ကြီးကြီးတယ်လို့ထင်ပါတယ်ဒါပေမဲ့တခြားစဉ်းစားမဲ့အရာတွေလည်းရှိတာပေါ့နော်ဟိုတကယ်မချစ်ပဲနဲ့အိမ်နောက်တစ်ခုကိုပြုတ်မယ်တိချောင်းမယ်ဆိုလို့ရှိရင်တတော့လေဟိုဘယ်ပြောမှာရေရှိမှာသိပ်မကောင်းနိုင်လို့ထင်တယ်ဆိုတော့ခါကြတော့ချစ်ဖို့လည်းလိုသလိုတခြားစဉ်းစားတဲ့နဲ့အရာလေးမျိုးလည်းစဉ်းစားဖို့လိုတယ်လို့လည်းကျွန်တော်နေနဲ့ထင်ပါတယ်ငငယ်လေးကအမေလားအမကြီးလားငငယ်လေးကငငယ်လေးကအားပေးတာလားတိကျအဲဒီဇာတ်လမ်းအနေနဲ့ကတော့သူရဲ့ဇာတ်အကောင်းပါပေါ့နော် 做必要了，天嘛，更电 ောင်းဆုံး project ပေါ့ရေးမှန်သွားတယ်ဆိုတော့အပိုင်းလေးကိုဒါ driver ချက်ပြပေးချင်တယ်ပေါ့နော်ဒီဇက်ကောင်ကတော့အများကြီးရှိရပါတော့လာလေးဝင်လာပြီးပြီးတော့အမေခေါ်ပြီးတော့မက်ပေပကြီးဒါရသူတို့ရဲ့ family ဆက်ကောင်လေးပဲပေါ့နော်ဆက်ကောင်လေးထူးချင်းစီသူတို့ရဲ့ဆက်ကြောင်ထူးချင်းစီပြပေးထားတယ်ပြီးတော့ဒီကလည်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့နည်းနည်းမောင်းထုတ်ပြထားတဲ့အပြင်မှာလည်းဒီလိုမျိုး character မျိုးလေးရှိတတ်ကြတယ်ဆိုတော့သူပြီးတော့တော့ဒီဝိထုထဲမှာပါဝင်တဲ့ဆက်ကောင်အတိုင်းကိုအတတ်နိုင်ဆုံးပေါ့နော်သူကဆွမ်းတတ်တာအမှုပြရတဲ့ ်ပေါ့ပေါ့ပေါ့ခေါ်ကြည့်ရမှာဟုတ်ပါဘူးလိမ္မာပါလေကိုကြီးရနော်အော်လိမ္မာလို့ပြောပြတာဘယ်လိုပြောရမလဲဟိုကျွန်တော်ကတော့ဟိုတာမန်ပေါ့နော်ဒီလူငယ်တွေကလူငယ်တယောက်ဆိုရင်ပုံစံမျိုးလောက်ပဲရှိကြလို့ပုဂ္ဂိုလ်ကအဲ့လိုမျိုးတော့ထင်ပါတယ်ဟိုအရင်လိမ္မာလေလို့လေပုဂ္ဂိုလ်ကတော့ဟို မထင်ပါဘူးလိမ်ပါတယ်လို့လည်းကုတ်ကုတ်ကိုတော့မဆိုလိုပါဘူးခင်ဗျာဟုတ်ကဲ့အဓိကကတော့ကိုချစ်တဲ့သူပေါ့နော်ကိုချစ်တဲ့သူကိုတကယ်ချစ်တဲ့သူကိုချစ်တဲ့သူပေါ့ဘူးလေအဲ့လိုမျိုးပါဒါကတော့မိကနီတောင်းနေတဲ့ချစ်ပေါ့နည်းစဉ်းစားပါပါအဲ့လိုမျိုးပါလို့မျိုးမျိုးပါစဉ်းစားရမှာရှိတယ်ချစ်သွားရင်အကုန်လက္ခဏာမျိုးတွေရှိရယ်ဆိုတော့အဓိကကတော့လေစပိတ်စိတ်ချပေါ့နော်ချစ်တယ်ဆိုလို့ရှိရင်တော့ဘာလို့ပြောဟိုသူ့ရဲ့ကောင်းခြင်း ပြီးတော့ကိုကချစ်တဲ့စိတ်နဲ့နားနဲ့ပေးပါလေနားနဲ့ပေးမှုလေးရတော့ဒါတော့အများကြီးရှိမှာပါအများကြီးရှိဒါအများကြီးရှိမှာပါပေါ့နော်ဒါတော့ချစ်ချင်းမြတ်တာတော့အရေးခံပါပေါ့ဒါကြောင့်လည်းဟိုဒီစိမ့်တူနဲ့တူပေါက်ခတ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ကိုမလည်းအားနေချက်ရှိမယ်အားကချက်တွေလည်းရှိမယ်ကိုမလည်းအားနေချက်ရှိမယ်အားကချက်ရှိမယ်ဒါပေမဲ့အဲ့အားလေးတွေကိုအင်းတော်ကကိုမတိစောက်သွားရဲဆိုတာကမြတ်တက္ကနဲ့နားလည်မှုရှိရှိနဲ့အဓိကကတော့ချစ်ချင်းမြတ်တာအခြေခံတာပေါ့နော်မချစ်ရင်တော့မရဘူး ဆရာအတွက်လည်းပြောပြောဆိုအဲဒီကမှာကျတော့ကိုဆိုင်စီကလည်းအဝေးရတဲ့အခန်းကဏ္ဍအနေနဲ့ကလည်းသူရဲ့ character တစ်ခုရှိတယ်ပေါ့နော်ကိုဆိုင်စီမှာလည်းပြောရအောင်လို့ကတော့လေဒီကမ်းမှာပါဝင်နေတော်တော်များများကတော့ character တစ်ခုချင်းစီကို character ပိတ်ထားတယ်ဟို ဗမ်းပြည်ပချင်းကကဟိုဟိုဟာ secretary ပေါ့နော်ညီမလေးဆိုလဲသူ character လေးရှိရဲအဲ့လိုမျိုးအားလုံးက character လေးတည်ထားဆိုကိုဆိုင်စီယူထားတဲ့ဒီ character လေးဆိုလို့ရှိရင်လည်းဒါအရင်ကောင်းနေပေါ့နော်အဲနောက်တစ်ခုကကျတော့ကိုဆိုင်ကိုဆိုင်စီရဲ့ item ပေါ့နော် item ဘိုင်းရောသူကတကယ်ကောင်းတဲ့မင်းသားဆိုတဲ့အခါကျတော့ဒါပြည့်တဲ့ရဲ့ရင်ထဲမှာလေးရောက်သွားတာပေါ့နော်ဒီနေ့ကတော့စိတ်နှမ်းတော်ရဲ့ဒါ14ဆိုင်14ဆိုင်မြောက်14ဆိုင်မြောက်ဟိုဆိုင်ခွဲဖွင့်ခွဲဖြစ်ပါတယ်ဆိုတော့ဒီခွဲလေးကို အဲကျွန်တော်တို့ကိုလည်းတက်ရောက်မှုတက်ကိုဖိတ်တဲ့အတွက်ကြောင့်ဒါတက်ရောက်ဖြစ်တာပါခင်ဗျဟုတ်ကဲ့အဲ promotion အနေနဲ့လည်းအများကြီးရှိပါတယ်ပြီးတော့ site web မှာတရားလက်ဆောင်လေးလည်းပေးဖို့ရှိတယ်ပြီးတော့ share view တွေနဲ့ဒါစိတ်ထဲမှာ solution တွေလည်းရှိလို့ရောင်းစိုးလေးလည်းပေးဖို့ရှိတယ်ပြီးတော့အာဒီနေ့မှာဝင်တဲ့သူတွေအတွက်လည်းဒါ25%ပေါ့နော် short sale နဲ့လည်း site ဖွင့်လို့ရအမှတ်တရအနေနဲ့ promotion လေးပေးထားလို့ရှိပါတယ်စိတ်နှန်းတော့အာ ဒီချက်ဒီချက်ပေါ့နော်။နောက်နှစ်ပေါင်းများစွာအများကြီးတိုးတက်အောင်မြင်ပါစေ။ဆိုင်ခွဲတွေလည်းအများကြီးဆက်လက်ပြီးတော့ဖွင့်နိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးချင်ပါတယ်။အောင်မြင်မှုများကိုဆက်လက်ပြီးတော့ထိန်းနိုင်ပါစေ။ထပ်ပြီးတော့ဒီစင်တာဆက်အောင်မြင်ပါစေ။